မင်္ဂလာပါဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်သွားမယ့်နေရာလေးကတော့ဒီနေရာလေးဖြစ်ပါတယ်အဲ့ဒီနေရာလေးကရန်ကိုအေးချတဲ့နေရာလေးဖြစ်ပါတယ်ဒီနေရာလေးကိုရောက်တာ ਨੇ ကျွန်တော်တို့အဲ့ဒီဆွစ်ဇာလန်နိုင်ငံကိုမသွားဘဲနဲ့ဆွစ်ဇာလန်နိုင်ငံကိုရောက်နေတဲ့ခံစားချက်မျိုးကိုလည်းရမှာပါဘာလို့ကျွန်တော်အဲ့လောက်ထိပြောရလဲဆိုတော့သူ့နေရာလေးကအဲ့ဒီစာချောင်းတွေနောက်ပြီးမြစ်ခဲတွေတောင်စောင်းတွေနဲ့တည်ရှိနေလို့ပဲဖြစ်ပါတယ် ဒီနေရာလေးကကျွန်တော်ပြောသလိုမျိုးအေးချလာလာလာမလာဘူးလားသိချင်ရေကျွန်တော်ဗီဒီယိုလေးကိုရှင်းအောင်ကြည့်ဖို့ကျွန်တော်ပြောချင်ပါတယ်ဗျာโอเค let's go ဗီဒီယိုလေးကိုခုတိဆက်ကြည့်နေသေးရဆိုရင်ခုကျွန်တော်ရပြထားတဲ့လမ်းကိုဆောက်အောင်ကြည့်မှုကျွန်တော်ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူရဲ့လမ်းတစ်ဆောင်မှာရှိနေတဲ့အဲ့ဒီမြစ်ခဲတွေကရဟန်းကိုဆိတ်လိုက်ပြီးတော့ရဟန်းကိုအေးချတဲ့လမ်းဖြစ်နေလို့ဖြစ်ပါတယ်။ Okay ဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင် ကျွန်တော်အဲဆွစ်ဇာလန်နိုင်ငံမဟုတ်တဲ့ဘူကဲမျိုးကဆွစ်ဇာလန်လိုဖြစ်နေတဲ့နေရာကိုကျွန်တော်ရောက်နေပြီဖြစ်ပါတယ်ဒီမှာပါအဲ့ဒါသူရဲ့နာမည်ပါဒီမှာဘူမာမာဘူပါ Switzerland wa. Ah Switzerland bukewa, buke wa. Allah. try. <laughs> stay. ဟုတ်ကဲ့ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆက်အောင်ကြည့်ပြီးတဲ့တွေ့လဲကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ပူကဲမြို့မှာရှိတဲ့အဲ့ဒီဒီလိုမျိုးပဲအေးချမ်းတဲ့နေရာလေးကိုကျွန်တော်ဗီဒီယိုရိုက်ပြီးတော့တင်ပေးသွားမှာလည်းဖြစ်ပါတယ်နောက်ပြီးကျွန်တော်ရဲ့ channel လေးကို subscribe မလို့ရသေးရင်လည်းလုပ်ပြီးကိုကျွန်တော်တောင်းဆိုပါတယ်ဗျာโอเค bye bye